ဟုတ်မင်းတာဝန်မီယိုမင်္ဂလာပါအခုဒီနေ့ဆရာကပေါ့နော်ဒီတင်ချာဒီနံပါတ်၄နဲ့နံပါတ်၅နဲ့ကိုဆရာကဒီနေ့တွေ့ပြမှာဖြစ်ပါတယ်နော်အတမ်းပြီးတော့ဒီ CID record လေးကိုကြည့်ပြီးတော့အလုံးမဲ့လေ့လာကြပါဦးမယ်โอเคနံပါတ်၄ရဲ့မိကုံအာနံပါတ်၄ရဲ့မိကုံလေးကိုအလုံးမဲ့ဒီဖတ်ကြည့်ရအောင်မိကုံလေးကညာဘက်တွင်ဒေါမန်စတူကန်တုံးပုံရေတိုင်ကြီးတစ်ခုကိုပြထားသည် တိုင်ဒီဤအချင်းအဝင်သည်ကုဗမီတာဖြင့်ပေါ်ပြလျင်ညီများရှိသည်ထိုအချင်းအဝင်ကို လီတာဖြင့်ပေါ်ပြလျင်ညီများရှိသည်အဲ့ဒါတော့အဘာမီတို့ဟာဆရာအရင်နှောက်ဒီအရင်နှောက်တော်ကလည်းပြောခဲ့တယ်ပေါ့နော်အချင်းအဝင်ဆိုတာဘာလို့ရှားမှာလဲအချင်းအဝင်ဆိုတာကဒုတယ်ကိုရှားခိုင်းတာပဲဖြစ်ပါတယ်နော် ဲ့ဒီဒီပေးထားတဲ့ဒီပုံရဲ့အခြေဝင်ဒုတွေကိုဗာနဲ့အရင်ဆုံးရှာပါလေဥပစင်တီမီတာနဲ့အရင်ဆုံးရှာမယ်ဥပစင်တီမီတာနဲ့ရှာပြီးသွားလို့ရှိရင်နော်ဒီလီတာနဲ့လေအဲ့ဒီအခြေဝင်ကိုလီတာနဲ့လေပေါ်ပြမယ်လီတာလေးနဲ့ပြန်ပြီးတော့ပြောင်းပေးရမယ်လို့ပြောချင်တာဖြစ်ပါတယ်ဆိုတော့ဒီဒီပုံကိုအလျားမြောက်အနံမြောက်အမြင့်နဲ့တွက်တွက်ပြီးလို့ရှိရင်ဥပစင်တီမီတာရလာမယ် အဲ့ဒီ9စင်တီမီတာကိုလီတာပြန်ပြောင်းပေးရမှာဟုတ်ပြီအဲ့ဒါဆရာတော်ကနေပြီးတော့နံပါတ်၄နော်သူရဲ့အတိုင်းပေါ့တိုင်ကီဤအချင်းအဝင်းလိုရေးလိုက်မယ်ပေါ့နော်ရှာခိုင်းတာဒုတယ်ဆိုတာဆိုပေမဲ့သူရဲ့မိကိုနေရအတိုင်းတိုင်ကီဤအချင်းအဝင်းတိုင်ကီဤအချင်းအဝင်း ညီမြာခြင်း အလျာအမြောက်အနံအမြောက်အမြင့် Okay အလျာကဘယ်သူလဲကြည့်လိုက်တဲ့အခါမှာရှေးတာကိုအလျာအနေနဲ့သတ်မှတ်မှာဆိုတော့အလျာက60ဟုတ်ပြီဒီမှာက အနံကဘယ်လောက်လဲအနံက30 အမြင်ကအပေါ်အောက်ဒီမှာမြင်နေတာဘယ်လောက်လဲအမြင်ကဘယ်လောက်လဲအမြင်က20ဒါ60ရဲ့30ရဲ့20ရဲ့ကိုပါတော့မလဲမြောက်မယ်မြောက်တဲ့အခါမှာ၃ညတွေကမမြောက်ခွင်းနဲ့၃ညတွေကိုလိုက်တိုင်းထားလိုက်ပြီးတော့6ရဲ့3ရဲ့2ရဲ့မြောက်မယ်ပေါ့နော်အဲတော့ဆရာကဒီမှာဒီ3နဲ့2နဲ့ကိုအရင်မြောက်မယ်3နဲ့4ကဘယ်လောက်လဲ6နော်3နဲ့4က6ဒီမှာ6နဲ့6နဲ့မြောက်66လီ36ဆိုတော့ ဒီ36လို့ရေးလိုက်မယ်နော်3 4 6 6 6 4 36 36ကျန်တော့မှာ3ညာလေးတလုံးတလုံးတလုံးစီဆိုတော့3ညာလေး3လုံးထည့်ပေးလိုက်မယ်အဲ့ဒါတော့3ဒေါက်အာ3600ပေါ့နော်3600ကူဘာစင်တီမီတာဆိုပြီးတော့ရလာမှာဖြစ်ပါတယ် ဒါကသူရှာခိုင်းတယ်ကူပါစင်တီမီတာဖြင့်ပေါ်ပြပါဆိုတော့အပိုင်းထိရောက်သွားပြီအဲ့ဒီကူပါစင်တီမီတာကိုဆရာတို့ကဘာလို့ ਆ မှာလဲလီတာအနေနဲ့ပြန်ပြီးတော့ပြောင်းပေးရမှာဖြစ်တယ်အဲ့ဒီခါမှာအာဒာမီတို့တည်ထားရမှာကရှေ့မှာဆက်သွယ်ချက်တွေရေးခဲ့တယ်1လီတာမှာဘလောက်ကူပါစင်တီမီတာရှိလဲဆိုရင်1000ကူပါစင်တီမီတာရှိတာပါနော်အဲ့ဒါမျိုးဆရာတို့ပြန်ရေးမယ် 1000စင်တီမီတာမာလီတာရှိတယ်ဆိုတော့ကြည့်ရပါမယ်1000စင်တီမီတာညီမြချင်း1လီတာအဲ့ဒါတော့3 3600ဘာစင်တီမီတာမှာဆိုရင်ဘယ်လောက်လီတာဖြစ်ပါလဲ တထောင်မှာကတထောင်မှာက1လီတာ2000ဆိုရင်2လီတာပေါ့ဒီမှာဆိုရင်3600ဆိုတော့เนาะဘယ်လောက်လီတာလဲဆိုရင်36လီတာဖြစ်ပါတယ်အားကြောင့်မို့ဆယ်လောကဒီအာရေတိုင်ကြီးရဲ့အခြေအဝင်အားဆိုရင်ဘယ်လောက်လဲလီတာနဲ့ပေါ်ပြတဲ့အခါမှာ36လီတာရမှာဖြစ်ပါတယ်ဒါကနံပါတ်၄ပုံစံပါเนาะနံပါတ်၄ပုံစံလေးကိုအာတစ်ချက်အာဆရာကဖြတ်လိုက်မယ် တက်လိုက်ပြီးလို့ရှိရင်ကိုပေါင်ကိုစူးစမ်းပြီးတော့တစ်ချက်တွက်ကြည့်နော်ဟုတ်ပြီပြီးလို့ရှိရင်အဖြေလေးပြန်ကြည့်လို့လည်းရတယ်ပေါ့နော်โอเคအဖြေလေးပြန်တိုက်လို့ရတယ်โอเคကိုပေါင်ကိုအာဒီဖုန်းလေးကိုတစ်ချက်ပိတ်ပြီးတော့ကိုပေါင်ကိုတွက်ကြည့်တွက်ကြည့်ပြီးလို့ရှိရင်ကိုရဲ့အဖြေမှန်လားမှားလားတစ်ချက်ပြန်တိုက်ကြည့်โอเคကဲအဲ့ဒါပြီးလို့ရှိရင်ဆရာတော်ကနံပါတ်5လေးကိုတွားလိုက်ပါမယ်နံပါတ်5လေးကိုအားလုံးပဲကြည့်ရအောင် နံပါတ်5လေးရဲ့မေကုံးလေးကဒေါမန်စတုဂန်တုံးဤပုံရက်ပုံတွင်ပြထားသည်ထိုဒေါမန်စတုဂန်တုံးဤဒူးတယ်ကိုရှာပါဒီတစ်ခါကြားလို့ရှိရင်ဒေါမန်စတုဂန်ဒုံကိုဒေါမန်စတုဂန်ဒုံကြီးပေးထားတာမဟုတ်ဘဲနဲ့ဒေါမန်စတုဂန်ဒုံရဲ့ကွန်ရက်ကိုပေးထားတာဒီကွန်ရက်တည်းဟာဆိုလို့ရှိရင်ဆရာတို့တွေအခု grade 3မှာလား grade 4မှာလားမသိဘူးသင်ရတယ်ပေါ့နော် grade 3 grade 4မှာသင်ရတယ်ကွန်ရက်တွေကိုတိဆောက်ရတာပေါ့နော် ကဲအဲ့တော့အဲ့ဒီကွန်ရက်ကိုကြည့်ပြီးတော့ဒီကွန်ရက်ကိုကြည့်ပြီးတော့အလျားကဘလောက်လဲအနံကဘလောက်လဲအမြင့်ကဘလောက်လဲဆိုတော့အတမီတို့ကနေပြီးတော့တွက်ချတွက်ချက်ရမှာဖြစ်ပါတယ်နော်အဲ့ခါမှာသူရပေးထားတာကဒီမှာတကွက်မှာက10စင်တီမီတာအာရှိတယ်ဆိုပြီးတော့သူပေးထားတယ်တကွက်မှာ10စင်တီမီတာဆိုတော့2ကွက်ဆိုရင်2စင်တီမီတာအဲ့လိုသိရမယ်ပေါ့နော်အဲ့လိုမျိုးကြည့်လိုက်တဲ့အခါမှာသူကဒီကုဘဒေါမန်စတူကန်ဒုံကြီးကိုသူကဖြန့်ထားတာပေါ့ကွာ တောင်မစတူကန်တော့ကြီးကိုသူကဟောလိုမျိုးတောင်မစတူကန်တုံးမဟုတ်ဘဲနဲ့ထားပြီးတော့ဘူးဘူးတောင်မစတူကန်တုံးရှိတဲ့ဘူးကုံလိုပဲမြင်ကြည့်လိုက်တောင်မစတူကန်တုံးရှိတဲ့ဘူးကုံကိုသူကကက်ချင်းနဲ့ညှက်ပြီးတော့ဖြန့်ဖြန့်ထားတဲ့ပုံစံမျိုးနော်မှတ်ထားပါတော့ဒါဆိုလို့ရှိရင်ထုံးရွှေဝါဘူးလိုမျိုးဒါမှမဟုတ်လို့ရှိရင်ပေါ်လိုက်စေဘူးလိုမျိုးပေါ့အဲ့လိုမျိုးဘူးတွေကိုဆိုတော့ကကြင်းနဲ့အဲကြိုက်ပြီးတော့ဖြန့်ထားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ကဲအဲ့ဒီခါမှာသူတို့ကနေပြီးတော့ အာဒါလေးကအလှရဖြစ်မှာပါနော်ဒါလေးကအလှရဖြစ်မှာပါအပြာရောင်လေးနဲ့ပြထားတာလေးကအလှရဖြစ်မှာပါနော်အာပြီးလို့ရှိရင်ဆရာတို့အနီရောင်လေးနဲ့ပြထားတာကတော့အနံဖြစ်မှာပါနော်ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့ကအလှရနဲ့အနံနဲ့ပေါ့နော် အဲပြီးရင်အမြင့်ကဘသူဖြစ်မှာလဲဆိုရင်အမြင့်ကဒီကောင်လေးကအမြင့်ဖြစ်မှာပါဆရာအစိမ်းရောင်လေးနဲ့ပြလိုက်မယ်ဒီကောင်လေးကအမြင့်ဖြစ်မှာပါအစိမ်းရောင်လေးကအမြင့်ဖြစ်မှာပါဘာကြောင့်လဲဆိုလို့ရှိရင်သူကအာဘေးမှာဖြန့်ထားတာဖြစ်တဲ့အကြောင်းမို့စေလို့ကမျက်လုံးထဲမှာမမြင်သာဘူးဆိုလို့ရှိရင်အဲ့ဒီဖြန့်ထားတာလေးကိုအပေါ်မှာပြန်ပြီးတော့ထောင်လိုက်တယ်ဆိုလို့ရှိရင်ဒါဘယ်လိုဖြစ်သွားမှာလဲအမြင့်ပုံစံဖြစ်သွားမှာ တို့တို့ထောင်ဆဲတော့ပြန်ပြီးတော့ထောင်လိုက်တာပေါ့နော်ဒါအာကိုကတိတ်ပြီးတော့မတိတာဘူးဆိုဒီလိုမျိုးကုံရဲ့ပုံစံကိုဖန်တီးပြီးတော့ကက်ကြီးနဲ့ညှက်ပြီးတော့စမ်းတက်ကြည့်ပေါ့နော်အဲ့တော့အပြအပြရောင်လေးကအလျားဖြစ်မယ်အနီရောင်လေးကအမြင့်ဖြစ်မယ်ဒီအစိမ့်ရောင်လေးကအော်အနီရောင်လေးကအနံဖြစ်မယ်အစိမ့်ရောင်လေးကအမြင့်ဖြစ်မယ်ပေါ့နော်ဒီအားလုံးပဲကြည့်လို့ရပါပြီအဲဆိုရင် um Thomas Dugan do don't e do day look like bombing Alaya Amya Anna Amya အမြင့် Okay အလှရကတော့သူရဲ့ဒီမှာအခြေအခြေဒီအပြာရောင်အပြာရောင်ကြီးပေါ့နော်ဒီမူလအခြေကြီးကိုလားအလှရလို့ခေါ်မယ်။ Okay ဘယ်နှကွက်ရှိလဲတကွက်ကို10စင်တီမီတာဆိုတော့ဘယ်နှကွက်လဲရေးမယ်။တကွက်နှစ်ကွက်သုံးကွက်လေးကွက်ငါးကွက်ငါးကွက်ရှိတော့5စင်တီမီတာကဲအနံဘယ်နှကွက်ရှိလဲကြီးမယ်အနံကအနီရောင်တကွက်နှစ်ကွက်သုံးကွက်လေးကွက်အနံက၄ကွက် အမြင်ကဘယ်နှက်ွက်ရှိလဲရည်မဲ့အမြင်ကအစိမ်းရောင်လေးအမြင်သူ့ကိုသူကဒီမှာဖြန့်ပြထားတယ်ဖြန့်တာလေးကိုကွပြန်ပြီးတော့ထောင်လိုက်မယ်ဆိုရင်အမြင်ဖြစ်သွားမှာနော်အဲကြတော့ဘယ်နှက်ွက်ရှိလဲကွကနှက်ကွက်အမြင်ကနှစ်ကဲသူတို့သုံးခုကိုမြှောက်မယ်၄၅လီယာ20 22လီဆိုတော့40 40ဘတ်စင်တီမီတာအနေနဲ့ရမှာဖြစ်ပါတယ် 40ကုပါစင်တီမီတာသူကအာလီတာပြောင်းမှာပညာပြောင်းမှာလည်းပေးမထားဘူးဆိုတော့အဖြေရဒါလေးပဲဖြစ်ပါတယ်အလုံးပဲအာဒါလေးကိုမကြည့်ပဲနဲ့တကွာကိုတစ်ခေါက်တွက်ပြီးတွက်ကြည့်ပါဘောနော်တွက်ကြည့်ပါမယ်ပြီးလို့ရှိရင်အဖြေလေးနဲ့အာဒါလေးကိုမကြည့်ပဲနဲ့တစ်ခေါက်တွက်ကြည့်မယ်တွက်ကြည့်ပြီးသွားလို့ရှိရင်ပြန်ပြီးတော့အဖြေတိုက်ကြည့်ပါမယ်အလုံးပဲဒီနေ့ဒီလောက်ပါပဲနော်